အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ channel ကနေအားလုံးကိုကြိုဆိုပါတယ်ဒီနေ့ကျွန်တော်တို့ channel ကနေဖတ်ပြပေးမယ့်ဇာတ်လမ်းကလေလွင့်လူ တွန်တေးရေးသားထားတဲ့အညိုးဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးပါပါဇာတ်လမ်းမစတဲ့ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါဦးခင်ဗျာဗီဒီယိုသစ်တင်တိုင်းမှာသိချင်စီဖို့အတွက်လည်း notification ခေါင်းလောင်းလေးကိုနှိပ်သွားကြပါဦးအညိုးအစအဆုံးမနက်ခင်းကမိုးရိပ်တင်းနဲ့အုံပိုင်းဝီရီလျက် ညတညလုံးရွာထားတဲ့မိုးကြောင့်လေကွင်းပြင်ကစပားပြင်များကတော့ပိုရွေးပင်စိမ့်ဆူနေပြီမင်းလာရွာကရွာသူရွာသားများကတောင်ရလေကင်းများလုတ်ကင်ကျင်းတဲ့အသက်မွေးဝမ်းကြောင်းပြုရမနက်ခင်းအာယုံတက်တာနဲ့ကိုစီတောင်ရတဲ့ကိုသွားကြသည်မှာဓလိတခုပင်ဖြစ်နေပြီကိုကန်ကောင်းကညလေကွင်းကတင်းတွေနားမှာထောင်ခဲ့တဲ့ငချင်းပိုက်များတလုံးပြီးတလုံးပေါ်လာရင်းကနေမိုးကတအားရွာနေတာနဲ့ခိုက်ခိုက်တုံအောင်ရှမ်းနေပြီမို့လို့ လွဲအိတ်ထဲကအသင့်ရလာတဲ့ကိုင်းရတရားကိုဝါရင်ကနေပြီးတော့ရေစက်နိုင်ထောင်းထားတဲ့မရှင်းပိုင်းအားကိုင်းရဖော်နေစင်ပါပဲဟဲ့မြက်စာပြလု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 ပြပါဦးကတင်းယိုးပင်ရေစက်စဘာပင်များကြားကလက်တစ်ဖက်ထွက်လာသည်ကိုမြင်လိုက်ရခြင်းကြောင့်အပြေးတလောသွားကြည့်လိုက်တဲ့အခါမှာတော့ပောက်လျက်အနီအထားနဲ့အမျိုးသမီးတူအဝတ်အစားများစုပ်ပြက်လျက်တည်ဆုံနေလေသည်မောက်ရဲ့မျက်နှာအားမမြင်ရတာကြောင့်ကိုကံကောင် လက်မှတစ်ဖက်ကိုစွဲလန်လိုက်တဲ့အခါမှာတော့ဟာပူပူကျွန်မလေးဘလို့ဖြစ်ရတာလဲဟာကိုကံကောင်းတဲ့ပူတို့ကမောင်နှမအရင်နေတပွဲနေထိုင်လာခဲ့တာတရွာသေးသားပင်ဖြစ်တည်တယ်လို့ကိုကံကောင်းမျက်ရည်များပင်မစင်နိုင်ပါဘီမနေ့ကတော့မှ သူကောက်ဆိုင်ကပြန်လာတော့ကတင်းသားလေးမှာမရှင်ပိုက်များထောင်နေတဲ့ကိုကံကောင်းအနာကိုဖြတ်သွားရင်းကနေစနောက်သွားသေးခဲ့တယ်အခုတော့မြင်မကောင်းအောင် အသက်မင့်နေပြီ ီကောင်မလေးကမိဘတွေအပေါ်မှာတိတက်လိမ်မာတဲ့ကလေးပါအဖေဖြစ်သူလေထဲမှာပိုးထိပ်ပြီးတေဆုံးသွားတော့ပိုးဥအပြိုရွေရောက်ခါစလာခြင်းပခြင်းနဲ့အရွယ်လေးပါရှိသေးတယ်အမေဖြစ်သူနဲ့ဘဝကိုခက်ခဲပင်ပန်းစွာနဲ့ရုန်းကန်နေရင်းကနေရုတ်တရက်အမေဖြစ်သူလေးဖြတ်သွားတော့အရွယ်နဲ့မမြရုတ်ရည်လေးနဲ့မလိုက်အောင်ပင်ပင်ပန်းပန်းလုတ်ကင်စားတောင်းနေခဲ့ရတာအသက်မဲ့တဲ့ပိုးဥရဲ့ခန္ဓာကိုယ်လေးအားကတဲ့င်းပေါ်သူဆွဲတင်ရင်းကနေ မိုးတွေကလည်းတက်တက်မင်းမင်းရွာမနေ့ကတပတ်လေးကောင်းပေါ်မှာတင်လျက်ချုံများပေကြံရင်းကနေစနောက်သွားသည်ခုမျက်လုံးနဲ့မြင်အောင်ရင်ကိုကံကောင်းတယောက်မြင့်ဤများတတွင်စီးကြလျက်ရွာဘက်သို့အားကုန်ပြေးလေတော့တယ်ရွာကလူကြီးများနဲ့ကာလာလာတို့ကိုသွားခေါ်ခဲ့ပြီးတော့ပိုးဥအလောင်းအားလာတည်ခဲ့ကြတယ်ရွာထဲမှာလူအများနဲ့ရဲတချို့ရောက်လာပြီးတော့ပိုးဥအတွက်ပြင်မစင်နိုင်အောင်တချို့များငိုကြွေးနေကြသည်ရဲများကတော့ပိုးဥကိုစစ်ဆေးကြည့်ရင်းကနေ ိုးဦးတယောက်ကအကြင်ကြင်အာရမပြုတ်ကျင်ခံရပြီးမှအသက်ခံထားရကြောင်း မှတ်ချက်ပေးသည်ကို ကြားရသည်တော့ပိုရိပ်ပင်ကြေကွဲခဲ့ကြကပိုးဦး၏မိခင်ဒေါခင်နှဲ့သည်မှလည်းလေးဖြတ်ထားတာကြောင့်ဒီကိစ္စကိုအတိပေးလို့မဖြစ်သေးပါကျမ်းမာရေးပိုး၍စိုးဝါလာမှာကိုလူကြီးတွေစိုးရင်တဲ့အတွက်အ мян ဆုံးတကြွရန်စီစဉ်ကြရည်နေခြင်းပဲမိတကြွလိုက်ကြပြီးတဲ့နောက်မှာတော့ကိုကံကောင်ပိုးဦးရဲ့မိခင်ကိုအစဉ်ပြေအောင်တခုခုလိန်ပြီးတော့ပြောထရန် လဲဆောင်တဲကလေးစီတို့တွားလီတော့တယ်တစက်မိတ်မှာမိုးပေါင်များကတဖောက်ဖောက်နဲ့ကြာရင်တဲလေးအတွင်းဝင်မှောင်နေပါပြီအကြီးလေးအကြီးလေးကိုကန်းကောင်းတကြောကြောအော်ခေါ်ပြီးမှအကြီးလေးဒေါခင်တွေကလေးဖြတ်ထားလို့စကားမပြောနိုင်တာဟုတတိယသွားရင်ကနေအထဲကိုဝင်လိုက်မိတယ်မိဖို့ကြောင့်လေးတဲ့သူဝင်ကြည့်လိုက်တော့စင်ပေါ်မှာတင်ထားတဲ့ထမင်းအိုးလေးထဲမှာထမင်းများပင်တိုးနေကလေးပြီကိုကန်းကောင်းရင်ထဲမှာစိတ်မကောင်းခြင်းများဝမ်းနေခြင်းများဖြင့် အဲ့ရဘောကအကြီးလေးဒေါခင်တွေအနာတို့ကပ်၍ထိုင်လိုက်တယ်။ဟင်အကြီးလေးအကြီးလေးကိုကန်ကောင်မြည်တော့ပင်လှုပ်နိုးခေါ်ယူနေပါစေကူ။အေးဆက်တောင့်တင်းနေတဲ့ဒေါခင်တွေရဲ့ခန္ဓာကိုယ်ကငြိမ်သက်နေခဲ့ပြီမဟုတ်ပါလား။ဆိုးလိုက်တာအကြီးလေးရဲ့ဘယ်ဘဝကဝစ်ကြွေးနေကြောင်းအကြီးလေးတို့တားမိဒီလိုအဖြစ်ဆိုးမျိုးတွေကြုံရတာလေဗျာ။ပြောရင်ငိုရင်းကနေထိုနေ့ကပိုးဦးတို့တားမိရဲ့တဲ့င်းရွာနီးချုပ်ဆက်ပြောစမှတ်ဖြစ်အောင်မင်းကြေကွဲဝမ်းနေပေရာ ရှိနေပါတော့တယ်။လာရောက်အောင်နိုင်ရွာအနောက်ဘက်ကတင်းကြိုင်းနေမင်းယောက်ျား၃ယောက်အရက်ဝိုင်းဖွဲ့ရင်ကနေဆက်လိဖက်ချန်းကိုကိုစီဖွာနေလျက်တယောက်နဲ့တယောက်စကားများနေကြတယ်။ကြောက်စိန်စိန်ကြီးဆိုတဲ့လူကတောက်လက်ဆခွက်ထဲကလက်ကြံကိုအကုန်မောလိုက်ရင်ကနေဘာလဲဆိုပြရအရက်တောက်ရတာလဲစိန်ကိုမရှိလိုက်ကြ။ဆိုပြဆိုတဲ့လူစိတ်မရှိဟန်နဲ့ဟဲ့အောင်စိန်စိန်ကမ္ပဏီနဲ့မင်းလှုပ်ခဲ့တာ အခုတောက်ကြတနာလေးကြီးပြတ်တက်နေပြီကွာအခုဘယ်လိုလုပ်ကြမလဲမင်းတို့ငါတို့ကိစ္စပြီးရင်ပြန်လွတ်ပေးလိုက်ပါလို့ပြောခဲ့တာကိုကောင်မလေးကိုမင်းရှင်းပြလိုက်တာငါတို့ရဲကအနက်ခံနေပြီကွာစိန်ကြီးဘာမှမပြောဘဲနဲ့အရက်ကူသာအငမ်းမရတောက်နေသည်မို့လို့ဘေးကအောင်မိုးဆိုတဲ့လူကဟဲ့ရဆိုပြီးစိန်ကြီးလို့တာမှန်နေကွာအဲ့လိုလိုသာအပြက်မရှင်းခင်ဒုက္ခရောက်မှာငါတို့ပဲမဟုတ်လားကွာဘင်းလေပါတယ်နော်၃ယောက်စလုံးထောင်ထဲမှာအယိုးဆွေးသွားမှာ ဆိုပြီးမင်းအေးအေးဆေးဆေးနင်းစမ်းပါကွာဆိုပြီးကဘေးကအောင်မိုးရဲ့စကားကြောင့်ငြိမ်သွားခဲ့ပြီးတော့အတန်ကြာမှဆိုပြီးစီကအတန်ထွက်လာခဲ့တယ်အဲ့ဒါဆိုရင်ငါတို့တွေဒီကိစ္စဘယ်လိုဖြေရှင်းရမလဲကွာစဉ်းစားကူအောင်စိန်ကြီးကကုန်ကန်ဒီဖက်ချန်းဆက်လက်ကိုအားရအောင်ဖွာဆိုင်လိုက်ပြီးရဲ့နောက်မှာတော့အခုလောလောဆယ်တော့ငါတို့တွေဘာမှမလုပ်ရသေးဘူးငါတို့တွေဒီတိုင်းဟန်မပြတ်နေကြကြာရင်လူတွေမေ့သွားလိမ့်မယ်ကွာတတိတော်မပြတ်စီနဲ့နော်အားလုံး AC ဖြစ်တဲ့ခါ ငါတို့တက်တေးရကိုခြောက်နေကြမယ်အခုချင်းထွက်သွားလို့ရှင်ရွာလူတွေကတတိထားမိသွားလိမ့်မယ်အေးအေးအေးပါကွာစိန်ကြီးကသူတို့တုံးယောက်ထဲကလက်စာချေးစာရှိသူမလို့ကိုစီလက်ခံကောင်းငိမ့်လိုက်ကြရင်ကနေပလင်းတွေကအရက်များကိုကိုအောင်တောက်စားလိုက်ပြီးတော့ကိုစီလမ်းခွဲက ပြန်ခဲ့ကြလေတော့တယ်ညကလာဆန်းရက်မလို့လာရောင်ရီရီနဲ့ပဝင်းချင်းဟာဝိုးတော်ဝမျှသာမြင်တွေ့နေရတယ်အရက်တကူးနဲ့ရီဝေလျက်အပြန့်လန်းတစ်လျှောက်လုံး အောင်မိုးတရားဟိုနေရောက်ဖြင့်ပေါင်းပြီးတော့မှမှားခဲ့တဲ့အမအတွက်တောက်တောက်နဲ့နောင်နာရရမဆုံးမီအိမ်ကြီးကညနေဆောင်ပြီးတော့ပိုးဥလေကတင်းရိုးပေါ်တွင်ခြောက်သွားတာလမ်းမှာအောင်မိုးတို့တယောင်နဲ့တိုးလီပြီးတော့ပေါင်ကလည်းမှောင်စပြုတ်နေမှုလို့တကုံလုံးရေစုံနေတဲ့ပိုးဥရဲ့ခန္ဓာကိုယ်ကောက်ကြောင်းများကလည်းအယမ်းပန်းလေးတစ်ဖွဲဒီကိစ္စဟုစခဲ့တာကတော့စိန်ကြီးဒီကောင်ကကောင်းမလေးကိုကတင်းယူပြီးကရှုံးမှုလေးအနားမှာတွန်းလဲလျက် အာရမပြုကျင့်နေသည်ကိုမြင်နေရတဲ့အောင်မိုးနဲ့စိုးပေတို့လည်းတနာစိတ်များငယ်လေးရောက်သွားပြီးတော့တယောက်ပြီးတယောက်အလဲကျဆန္ဒကိုဖြည့်ဆည်းခဲ့ကြတယ်။မင်းမပြိုလေးမလို့ငိုယိုပြီးတော့ပြန်လွတ်ပေးဖို့အချိန်ချင်းတောင်းပန်နေသည့်ကြားကနေစိန်ကြီးကလေကွင်းထဲဟာရေတူးကောင်းလောက်ထဲမှာပိုးဦးလေးကိုမတည်မချင်းနှစ်သက်ခဲ့သည်ကိုမြင်တွေ့ရ၍အောင်မိုးနဲ့စိုးပေတို့ထိတ်လန့်ခဲ့ရတယ်။ရွာစွန်လမ်းမို့လို့မိုးအခါမှာရှင်ပွက်များကထနေတာကြောင့်မလို့အောင်မိုး တက်မီမိမေလေးနဲ့လမ်းလျှောက်လာရင်ကနေတဏီယာအရောက်မှာတော့ဟမ်အောင်မိုးအနောက်မှာထက်ချက်မကွာလိုက်လာတဲ့ခြေတန်းကြောင့်တက်မီလေးနဲ့အနောက်ကူလှည့်၍ထိုးလိုက်တော့လေဘသူမှမတွေ့ရပြီအောင်မိုးစက်သိမ်းများထလျက်ဇောကြွေးများပင် စီးကြလာ၍ပတ်ဝန်းကျင်မှာလေညံ့နေနေပြီမလို့တိတ်ဆိတ်ငြိမ်သက်လျက်လာရောက်ရေးရေးအောင်မှာကြောက်စိတ်နဲ့အောင်မိုးကခြေလမ်းများတွက်လာခဲ့တယ်ရွာဝင် ကုကူပင်ကြီးအနောက်ကူရောက်တဲ့အခါမှာတော့အရှိမလူတယောက်မတ်တက်ရက်နေတာကို အောက်မူးဝိုးတော်မြင်လိုက်ရပြီယောက်ျားလားမိန်းမလားမျက်နှာကမသွေးခွဲတာကြောင့်မလို့ကြောက်ကြောက်နဲ့အနားသူရောက်လာတဲ့အခါမှာတော့ဓာမီမိန်လေးနဲ့မတိမသားထိုးကြည့်လိုက်တဲ့အခါအမလေးပပပပပပနိနိနိတပတ်ကလေးခေါင်းပေါင်းရင် မျက်နှာတစ်ခုလုံးညိုမဲနေလျက်မျက်ရည်များစီးကျနေသူကတော့သူတို့သုံးယောက်ရဲရဲဆက်ဆက်အာရမပြုကျင့်တတ်ခဲ့တဲ့မတ်ဘိုးဥဝင်ဖြစ်နေပါတော့တယ်အောင်မူလူယုံမှာ နေနိုးကြောင့်ငါဘဝပြည့်ရတာငါအမေလည်းသေခဲ့ရတာအောင်မူကလက်အုပ်ရှိလေးရဲ့ကြောက်သေးများထွက်ကတုံတုံရီရီနဲ့မမဟုတ်ပါဘူးကငါငါတောင်းပါပါလေငါ့ကိုရှင်းတာပြပါနော်ပို့ဦးကအတန်အွန်အွန်နဲ့ဟဲ့ပပတ်ရီမောကအောင်မူအောင်မူငါ့ကို မတက်ဖို့ငါလည်းတောင်းမှန်ခဲ့တာပဲနေတို့ရရဲ့ဆက်ဆက်ငါ့ကိုတက်ခဲ့ကြတာလေမရဘူးနင်ဒီညာ ေကိုတေရမယ်မမလုပ်ပါနဲ့အမေကဲပါအောင်မလုပ်ပါနဲ့အောင်မိုးမြည်မြပြန်ရုံးကန်နေတော့လဲမရတော့ပါဘီအာတိတ်ဆိတ်ငြိမ်သက်နေလျက်ရှိတဲ့ပတ်ဝန်းကျင်အားအောင်မိုးရဲ့မချိမဆန့်အော်တန်ကြီးကဖုံးလွှမ်းသွားခဲ့နေပါတော့တယ်မနဲ့ခင်းသည်လှပပြီးမဲ့မင်းလာရွာမှာတော့ရွာသူရွာသားများရွာအနောက်ဖက်သို့ပြေးလွှာသွားကြပြီးတော့လူများတယောက်တစ်ပေါက်နဲ့ပြောဆိုနေကြတယ်ဟဲ့ဘာတွေဖြစ်နေတာတော့ ရွာနောက်ဘက်ကကိုကိုဝင်နာဟာရေတွင်းပြက်ကြီးထဲမှာအောင်မိုးတယောက်တော့ဇက်ကြီးကျိုးပြီးတော့တေးနေတယ်ဟေးဟေးလာသွားကြည့်ရအောင်အချင်းချင်းပြောဆိုနေကြတဲ့အတန်ကိုစိုးပေအိယာထဲမှာကြားလိုက်ရတာကြောင့်လန့်ပြန်ပြီးတော့ကောင်းရင်ကဆေးလေးထုပ်ကိုဆွဲကစိန်ကြီးရဲ့အိမ်ဘက်သို့ထွက်လာခဲ့တော့တယ်စိန်ကြီးတို့အိမ်ချေရောက်တော့စိန်ကြီးကိုမတွေ့ရဘူးစိန်ရဲ့ဟေးအောင်စိန်အိမ်ထဲမှာစိန်ကြီးရဲ့ဦးလေးဥဖိုးခင်ထွက်လာတယ်ဟေးစိုးပေပါလားကွာ မင်းကောင်ကမရှိဘူးကွာ ရွာနောက်ပိုင်းကအောင်မိုးရေတွင်းပြတ်ထဲမှာဇက်ကြိုးပြီးတင်နေလို့တဲ့အဲ့ဒါကိုသွားကြည့်တယ်မင်းတွေးကြည့်ရင်အဲ့ဒီကိုသာလိုက်သွားပြီတော့ဟုတ်ကဲ့ဦးလေးစိန်ကြီးတို့အင်အားကြောခိုင်းကရွာနောက်ပိုင်းရေတွင်းပြတ်စီတို့ရှောက်လန်းရင်းကနေလမ်းမှာစိန်ကြီးနဲ့တိုးလေတယ်ဟာဟေ့အောင်စိန်ကြီးမင်းကချာနေတာကွာစိန်ကြီးပဝင်းကျင်အားတစ်ချက်အကဲခန့်ရင်းကနေဆိုပြီးငါတို့တွေထန်းတော်တွေကိုသွားရအောင်စကားကိုခက်ပြက်ပြက်ပြောလာတဲ့စိန်ကြီးအားနားမလည်ထန်းနဲ့ဆိုပြီး ခေါင်းညင်ကလိုက်ပါခဲ့ပါတော့တယ်ထန်းတော်တဲ့ရောက်တော့စိန်ကြီးကပဲစကားစမီပြောလာတယ်ဆိုပြီးဗားလိစိန်အရက်တစ်ခွက်ကိုအိုးရဲကနေလှမ်းခတ်ယူရင်းဆိုပြီးထုလိုက်တော့စိန်ကြီးကဆက်ပြောတယ်အောင်မိုးတေးတာမယိုးဘူးကွာဟာမင်းကလည်းဘာမှမယိုးတာလေစိန်ကြီးတစ်ခုခုကိုကြောက်နေတဲ့ပုံစံနဲ့ဆိုပြီးအနာသူတို့ကအောင်မိုးတေးတာကိုငါသွားကြည့်တာရင်းပြတ်တယ်ပါအောင်မိုးရဲ့မျက်နာကနောက်ကြောထီအောင် တပတ်လဲပြီးတော့ကျိုးတင်နေတာကွာနောက်ပြီးတော့အောင်မိုးမျက်လုံးတွေဟာတခုခုဟူမသိခင်မှာ ကြောက်လန့်ပြီးတော့ပြိုးပြီးတော့ထွက်နေတာကွာငါမျက်လုံးတွေကနေမထွက်ဘူးကွာဘဲကြီးလော်လေးဝါရင်စိန်ကြီးပြောသမျှကိုအာယုံစိုက်ပြီးနားထောင်နေတဲ့စိုးပေကစိန်ကြီးကိုမေးလိုက်တယ်အဲ့တော့ဗါဆက်လုပ်ကြမလဲစိန်ကြီးကအသေးစားစဉ်းစားခဲ့ပြီးတော့အတော်ကြာတော့မှအားတို့ကံကောင်းတဲ့ရဲတွေကစောင့်ကြည့်နေကြတယ်ကွာငါတို့နှစ်ယောက် မြို့ကငါ့အတော်စီမှာခဏလောက်သွားရှောင်နေကြမယ်။ဆိုပြီးမနှက်ပြန်မြို့ကိုသွားတဲ့ကားနဲ့ငါတို့တွေအမီလိုက်ဖို့အတွက်မင်းဒီညာအစင်သေးဖြစ်အောင်ပြင်ဆင်ထားလိုက်။စိန်ကြီးစီစဉ်နေတဲ့အကြံကိုစိုးပေလက်ခံလိုက်တယ်။အေးပါကွာမနှက်ပြန်မနှက်အစိုးကြီးကားနဲ့ငါတို့တွေသွားကြတာပေါ့။ဒီညာသူတို့နှစ်ယောက်ပြေးဖို့ရာကြံစီရင်ထန်းရီတောက်ခါကိုစီအိမ်ပြန်လာကြတယ်။ညက်လေးကရွာနေတဲ့မိုးကညအထိမတိတ်နိုင်ပဲတဲတဲမဲမဲရွာနေ၍အဲ့ရာထဲမှာဟိုဘက်ဒီဘက် လူးလိမ်ငင်းငင်းကနေစိုးပေတရားရုတ်ပြက်ဆင်းပြက်ဖြင့်အောင်မိုးတေဆုံးခြင်းအပေါ်မှာထိတ်လန့်နေရသည်ဒါကြောင့်မလို့မိမိအလှများရောက်လာမလားဆိုတာတွေးရင်းကနေအတော်နဲ့မအိပ်ပြောနိုင်ပြီတကောင်ချင်းရောက်မှအတွေးများတခန်းရခါအိပ်ပြောသွားလေတော့လေတဝေါ်ဟောနဲ့မြေမြပြင်အိပ်ပြောသွားသည်ကိုမသိစိုးပေနားထဲကရေတံများကြားရ၍ခေါင်းထောင်ကြည့်လိုက်တဲ့အခါမှာတော့ဟမ်ငါငါငါဘယ်ရောက်နေရလဲသူအိပ်ပြောသွားစဉ်အဲ့ရပေါ်မှာပါ အခုရေတံကြားတော့ထကြည့်လိုက်တော့မြေကြီးပေါ်မှာဖြစ်နေထိမ့်လန့်ခြင်းများစွာနဲ့ပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့ရွာတင်းញိုင်းပေကလဲရည်ထဲမှာရေပေးနေတဲ့ရေမြောင်ဒါမှမဟုတ်ရင်လေအရက်ဒေသမှာခေါ်တဲ့မူးအနားမှာ ရောက်နေမှန်းသိလိုက်ရတယ်လူလူချင်းသာစိုးပေမကြောက်တာဒီလိုအဖြစ်မျိုးကြုံနေရတော့လက်ပြလွင်မတက်ထိတ်လန့်သည် သူထပြဖို့အတွက်စူးစမ်းလိုက်ပေမဲ့လေရုတ်တရက်သူ့ချိန်မှာမင်းကလေးတယောက်ကခေါင်းပေါင်းကလေးကိုရေမြဆူဆွဲလျက် မတ်တက်ရက်လာကလာရောက်ရေးရေးအောင်ပါမထင်မရှားနဲ့မြင်နေရသည်နှင့်အနောက်သူဖေနိုင်ရဲ့လဲကျသွားတယ်။နင်နင်ဘာလို့လဲစိုးပေမေးတော့သူမှရှေ့သူတိုးလာပြီးတော့ငါဘာလို့လဲတေချာကြည်စန်းစိုးပေစိုးပေကြောက်ကြောက်နဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့ဟာပူငါငါငါမတပါနဲ့ဟာငါငါအဲ့နေဟာမူးနေလို့လုံးမိတာပါဟာငါငါအခွင့်လို့ပါဟာငါငါတောင်းပါမာလေစိုးပေထူးထူးပြောလိုက်တော့ ပို့ဟာပပဟီမောလာတယ်ဆိုပီဆိုပီငါအလေတုံးကရောအကျဉ်ချင်းတောင်းမှန်ရက်ပါနဲ့နင်းတို့သုံးယောက်တနာရမတ်တီအဝီစီကတ်နေကြတာလीမဟုတ်ဘူးလားငါ့ကိုနင်းတို့ကိစ္စလူတိမှာဆိုလို့ရေထဲမှာရဲရဲဆက်ဆက်တက်ပစ်ခဲကြတာလीနင်းတို့ကြောင့်ငါအမေလည်းတေးရပြီငါဘဝလည်းပြည့်ရဒါကိုငါခွင့်လို့ပေးရမလားမရဘူးလीမရဘူးငါအသေးဆိုးနဲ့တေးခဲရတယ်လို့နင်းတို့တွေလည်းအသေးဆိုးနဲ့ပြန်တေးစေရမယ် ထို့သူပြောရင်းကနေပိုးဦးရဲ့ခန္ဓာကိုယ်မှာအပုံနံများထွက်လာပြီးတော့အသားများပင်ပဲ့ကြွေကြလျက်ရှေ့သူတိုးလာတဲ့အခါမှာတော့စိုးပီပြေးချိန်မရလိုက်ပါမလုပ်ပါနဲ့ဟာခုခုလုပ်ပါအာစိုးပီရဲ့အတန်နဲ့ကြည့်သည်မင်းလာရွာတင်းချိုင်းတဲ့ဝယ်ရှောက်ချားပွေရာတိမ်မြုပ်ပျောက်ွယ်သွားပါလေတော့တယ်အောင်မိုးတေလို့မကြသေးဘူးစိုးပီတယောက်တင်းချိုင်းရဲ့ဘေးကရေမြောင်းထဲမှာသောက်ထိုးအနေထားနဲ့တေးဆုံနေတဲ့တည်င်း ပဝင်းကျင်ရွာများထိပင်ပြက်နဲ့ကူးဆက်လျက်တယောက်တစ်မျိုးနဲ့ထင်ကြီးအမျိုးမျိုးပေးနေကြတယ်။စိန်ကြီးတယောက်အတန်တန်တတိပေးထားပါလျက်နဲ့စိုးပေမချူမလတေပွဲဝင်ခဲ့တီကိုကြားရတော့စောက်တရားမရဖြစ်ပြီးတော့အဝိစားများထုတ်ပိုးကရွာမအမြန်ဆုံးထွက်သွားရန်ကြိုးစားပါတော့တယ်။အထုတ်အပိုးများကိုဆွဲကရွာကလူများအလစ်နိုင်မြို့သူတွားကကားကြုံနဲ့လိုက်ရန်အမိပြေးရတော့တယ်။ကန့်ခေကျင်တော့အချိန်ကလည်းညက်နေစောင်းမိမလို့မြို့သွားတဲ့ကားများမှာ ထွက်သွားကြပြီဖြစ်ရာစိန်ကြီးဇောကြီးများထက်ကနေရတနေရသူရှောင်းနေရန်အတွက်ဆုံးဖြတ်ချက်ချထားလိုက်သည်ကားလမ်းမှ လေကွင်းပြင်အတိုင်းပြန်ဆင်းလာခဲ့ပြီးတော့တာစီရွာ၌မိမိရဲ့အတော်ဖြစ်သူထံသို့သွားရန်လှဲလန်းအတိုင်းတုတ်ရှိတင်ကလေကလည်းဝင်စားပြုတ်နေမှုလို့လူလုံးမကွဲတော့ဘဲနဲ့ဖုံထူထူလမ်းတစ်ချောင်းလုံးခတ်တုတ်တုတ်လေးလမ်းချောင်းရင်းကနေရှေ့မှာနွားချူတန်းများကြားလိုက်ရတဲ့အခါမှာတော့စိန်ကြီးအားတက်သွားပြီးတော့လဲနောက်သူ နှီးရန်အတွက်အ мян ဆုံးပြေးလိုက်သွားတယ်။ဝေးလဲဆရာကြီးခဏလောက်ရပ်ပါအောင်ဗျ။ကျုပ်စီသာရွာဘက်ကိုလဲကြုံလေးလိုက်ရှင်လို့ပါ။ဧမောင်သူကခမောက်ကိုငိုင်းငိုင်းစောင်းထားလျက်ဘာမှပြန်မပြော။ကောင်းသာငြင်းပြ၍စိန်ကြီးသည်လည်းလဲဘို့သူအထုတ်များကိုပြစ်တင်က တက်လိုက်သွားပါတော့တယ်။လဲမောင်သူကလဲကိုသာအာယုံဆိုင်မောင်းနေပြီးတော့ဘာမှမေးမြန်းခြင်းစကားပြောဆိုခြင်းမရှိပါ။လာရောင်အောင်မှာလေးပြေးအေးအေးနဲ့လဲကြုံလိုက်စည်းတဲ့စိန်ကြီးမှာ တဏီကုံလုံးပင်ပန်းထားတာကြောင့်မလို့ငိုက်မီအိပ်ပျော်သွားပါတော့တယ်။လဲလေးဒီလေရှူတံများမှန်မှန်ဖြင့်လဲလန်အတိုင်းတရွေ့နေသွားနေတယ်။စိန်ကြီးပင်ပန်းထားတာကြောင့်မိမြပင်အိပ်ပျော်သွားသည်မသိစည်းလာတဲ့လဲမှာတုံငနေရက်သွားပြီးတော့မှလန်နိုးသွားတယ်။ရောက်ပြီ။လဲမောင်းသူကရောက်ပြီဟူ၍ခက်ပြက်ပြက်ပြောလိုက်ရှင်းကြောင်းလဲပေါ်မှာဘေးပဝင်းချင်းကိုကြည့်လိုက်တဲ့ခါမှာတော့ဟာဒါဒါဘယ်နေရာလဲဗျ။ကျုပ်ကျုပ်လည်းမမြင်ဘူးပါဘူး။လဲပေါ်မှာကြည့်လိုက်စဉ်လာရောင်ရေကြီးလေးအောင် တင်းညိုင်းကြီးတစ်ခုနှင့်ရေကန်ကြီးတစ်ခုဝိုးတော်ဝမြင်လိုက်ရ၍စိန်ကြီးသွေးပြန်နေလိပြီးတော့ထိုစဉ်လှဲမောင်းသူသည်ခမောက်ကိုတဖြည်းဖြည်းချင်းချွတ်လိုက်ပြီးတဲ့နောက်ငါးပသူလည်းကြည်စန်းစိတ်ကြီးမိမိနာမည်ကိုတိနေတဲ့ထိုလူကိုစိန်ကြီးတေချာကြည့်လိုက်စဉ်နိနိပူပူဟာဟာတော်ပြီစိန်ကြီးကလဲဘော်ကအမြန်ခုံချလိုက်ပြီမဲ့လေအချိန်လေးကမပေးတော့ဘဲနဲ့စိန်ကြီးတကူလုံးလှုပ်ရှားမရကြောက်ရွံ့တဲ့ဖွယ်ရှိနေတော့တယ်ထိုခိုက်မှာပင် ပိုးဥဆိုတဲ့အလောင်းကောင်ကြီးမှာအနာတို့တိုးကပ်လာရင်စိန်ကြီးရဲ့လက်ဘင်းကိုဆဲကင်လျက်ရေကန်ကြီးရှိရာစီတို့တရွတ်တိုက်ဆွဲခေါ်သွားတော့လေသွေးပြက်လျှောက်ချနေတဲ့စိန်ကြီးမှာရုံးကန်အော်ဟစ်နေပေမဲ့လည်းထို့အလောင်းကောင်ကြီးကဂူးဆိုင်ဟန်မရှိပါအာငေါလို့ငေါလို့လှုပ်ပေးပါရေကန်ဆက်နိုင်စိန်ကြီးလက်ဘင်းကို ကင်ပြီးတော့ရေထဲသို့ထိုးနှင်ပါတော့လေအာစိန်ကြီးတေလူနီးပါဖြစ်နေပြီးတော့ မိမနဲ့ယောက်ျားဆိုပေမဲ့လေထူးဆန်းစွာရုန်းကန်လို့မရပါထို့အခါငါသမီးအဲ့လိုတွေမလုပ်ရဘူးလေတတော်ဝါတိုင်းဟာကန်ကန်ဤအကျိုးတိုင်းဖြစ်ရတော့မှာပါလွတ်လိုက်ပါကွယ်ပိတ်ဖြူစင်ကျင်နဲ့အဖိုးကြီးတူကကံပေါင်ပေါ်ကနေလှမ်းပြီးတော့ပြောနေတာကြောင့်မလို့ပိုးဥဆိုတဲ့အလောင်းကောင်းကြီးမှာလက်ထဲကရေးနစ်ပြီးတော့တတ်နေတဲ့စိန်ကြီးရဲ့လေပင်ကိုလွှတ်ချလိုက်ပြီးလက်အုပ်ရှိလျက်ခြိုက်ကြီးတငင်နဲ့ငိုကြွေးတော်တယ်။တမီးဟုခွင့်လွတ်ပါအဖအကြီး သူတို့ဘာအသက်ကိုတေးစေခြင်းဟာပါနာတိပါဒာကံကိုမြောက်တယ်ဆိုပေမဲ့လေမပြေနိုင်တဲ့အညိုးတွေကြောင့်တမိလူယုတ်မှာတတိုက်နဲ့ငရေလိုက်သွားပြရစီလို့ပြောရင်းနဲ့စိန်ကြီးလေပင်ကို တိုင်းဖက်က ရေထဲသို့ခုန်ချကပျောက်ွယ်သွားပါတော့တယ်။ငြိမ်သက်သွားတဲ့ရေပြင်ကြီးအားကြည့်ရင် ကံပောင်ပေါ်ကအဖိုးကြီးဒီလေလက်ထဲကပတီးကိုစိန်ရင်းကနေ။အော်အညိုးရံဆိုတကယ်မလွယ်ပါလား။ အညိုးကြည့်လိုက်တာငါသမီးရဲ့อืมလူအချင်းချင်းမုံထားချင်းကင်းချင်းကြပါစေကွယ်လာရောင်ကတော့ထိမ့်ထိမ့်သားလေးရအဖိုးကြီးကရေကန်ဖြက်ကြီးအားကြောခိုင်းရင်းကနေတပြေးပြေးနဲ့မှုံဝါပျောက်ွယ်သွားပါတော့တယ်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူလေလွင့်လူတွန်တီရေးသားထားတယ်အညိုးဆိုတဲ့ဇလန်းအစဆုံးပဲဖြစ်ပါတယ်ခင်ဗျာ နောက်နေ့မှလည်းကျွန်တော်ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုနေ့စဉ်ဒီတိုင်းတင်ဆက်ပေးသွားအောင်ပါမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ